မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ9ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့ဘူးတထောင်မှာအလုံးပိတ်အခန်းထဲမှာမိခိုးမှုမှုကြောင့်အမျိုးသမီး2ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်ဇွန်လ10ရက်နေ့မနက်9နာရီမှာ ဘူတထောင်မြို့နယ်43လမ်းရှိတိုက်ခန်းတစ်ခုအတွင်အမျိုးသမီး2ဦးအသက်ရှူကျက်ပြီးတော့သေဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။အလုံးပိတ်အခန်းထဲမှာအေယာကွန်ဖွင့်ထားပြီးတော့အိတ်ဆက်နေစင်မှာဟင်းအိုးကိုမီးမပိတ်မိပဲထားခဲ့ရမှအိုးတူးကမီးခိုးများထွက်ပေါ်ခဲ့တာကြောင့်အသက်ရှူကျက်ပြီးသေဆုံးခဲ့ရတယ်လို့သိရပါသည်။သေဆုံးသူ2ဦးရဲ့ရုပ်အလောင်းများကိုဘိုဂလီစီပရိုက်တာအသင်းနဲ့အဖြူရောင်ကမ်းလက်လူမှုကူညီရေးအသင်းတို့ကပူးပေါင်းပြီးဂျပန်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဘန်ကောက်မှာမြန်မာစောက်လုပ်ရေးလှုပ်သားတအူမတော်တဆမှုကြောင့်တည်ဆုံတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဘန်ကောက်မြို့ရာမတူလန်ဘန်မော့ရက်ကွက်ခြုံထုံခရိုင်စုံဘုံဝိဇာကျောင်းအနီးမှာဇွန်လ10ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းကစောက်လုပ်ရေးလုပ်ငန်းခွင်မှာမြန်မာလှုပ်သားကုမော်အသက်39နှစ်ဟာရင်းနှုတ်မြောင်းပိုက်များတက်ဆင်နေစဉ်မြေပြိုကျခဲ့တာကြောင့်ကွန်ကရစ်တုံးကြီးတစ်ခုပြုတ်ကျကာသူ့အားဖိမိခဲ့တယ်လို့ဘန်ကောက်ပို့စ်မှာဖော်ပြထားပါတယ်။3မီတာအနက်မြောင်းထဲမှာရှွန့်ရည်နဲ့ကွန်ကရစ်တုံးအောက်ပြိမိနေခဲ့တာကိုကေဆေးအဖွဲ့ ွဲကရေကူဆုတ်ထုတ်ပြီးတော့ဆေးယူခဲ့ရတယ်လို့သိရပါတယ်။ဆေးရုံကိုအလင်းမြန်ပို့ဆောင်ခဲ့ပေမဲ့လည်းဒဏ်ရာများကြောင့်တီးဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။လုပ်ဖို့ကင်ဖက်များကမြေပြိုချမှုဟာရုတ်တရက်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုခဲ့ပြီးတော့အာဏာပိုင်များကအကြောင်းရင်းကိုစုံစမ်းနေတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကိုမြင့်ဆောင်တွဲလက်များနဲ့ရတနာဘုံတပ်ဦးတို့ပူးပေါင်းပြီးဒုတိယအပတ်အဖြစ်စစ်ပေးရှောင်တဲ့ဒေသခံပြည်သူများအားအခမဲ့စေဝါကူတာမှုများလှုပ်ဆောင်ပေးတဲ့တရင်ကိုတင်ပြပေးပါမည်။ဇွန်လ၈ရက်နေ့မှာကိုမြင့်ဆောင်တွဲလက်များနဲ့ရတနာဘုံတပ်ဦးတို့ပူးပေါင်းပြီးအခမဲ့ကျမ်းမာရေးဆောင်ရှောက်မှုပေးခြင်းဒုတိယအပတ်အဖြစ်စစ်ပေးရှောင်တဲ့ဒေသခံပြည်သူများအားအခမဲ့စေဝါကူတာမှုများလှုပ်ဆောင်ပေးခဲ့ကြောင်းတရင်ထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးအမှန်တကယ်လိုအပ်နေတဲ့နေရာများကိုကွင်းစင်စေဝါကူတာပေးမှုများလှုပ်ဆောင်သွားမှာဖြစ်ပြီးတော့စေဝါကူညီထောက်ပံ့လိုသူများအ နေနဲ့ကိုမြင်ဆောင်တွဲလက်များ page မှာတဆင့်ပါဝင်ထောက်ပို့ပေးနိုင်တယ်လို့သိရပါတယ်။ကူညီအားဖြင့်ပေးပါတဲ့နေမြေကန်တိုက်နယ်စီးအဖွဲ့အားကျေးဇူးအထူးတင်ရှိတယ်လို့ဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနမ်ခန်းနမ်ဖက်ကာလန်ပြုပြင်ရန်အတွက်အကားကြီးသွားလာခွင့်ယာယီပိတ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမည်။ကွန်ကရစ်လန်၃ညမြင်းဆောင်၅မိုင်ခင်းမှဖြစ်တဲ့အတွက်ကြောင့်ဇွန်လ၁၀ရက်နေ့ကနေဇူလိုင်၁၀ရက်နေ့အထိတအောင်းတက်မတော်ထိန်းချုပ်ထားတဲ့နမ်ခန်းမျိုးကနေကချင်တက်မတော်ထိန်းချုပ်ထားတဲ့နမ်ဖက်ကာကိုဆက်သွေးထားတဲ့လမ်းကိုပြုပြင်ရန်အတွက်ဆက်နှစ်ပြည့်အထက်ရှိတဲ့ကာကြီးသွားလာခွင့်ယာယီပိတ်ထားမယ်လို့ TNL ကထုတ်ပြန်ချက်ကိုရွှေဖီမီသတင်းဌာနမှဖော်ပြထားပါတယ်။တအောင်းတက်မတော် PSLF TNL ရဲ့လမ်းတံတားဌာနကစောင့်ရွက်မှဖြစ်ပြီး ြီးလုပ်ငန်းဆောင်ရွက်ချိန်မှာယင်ပိတ်ဆို့မှုမဖြစ်စေဖို့ယာယီပိတ်တာလို့သိရပါတယ်။တစိ29ဆစ်စင်ရေးနောက်ပိုင်းကားဆိုင်ကင်နဲ့ခရီးသွားသူအများစုဟာနတ်ဘက်ကနမ်ခန်းလမ်းပိုင်းကိုသာပုံမှုအသုံးပြုလာတာကြောင့်လမ်းပိုင်းဆူဆူရွာရွာပျက်စီးနေပြီးတော့ယင်ကြောပိတ်ဆို့မှုနဲ့တိမ်မောက်မှုမကြာခဏဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစု80ဘတ်ဒီကမ်ပိန်း NOH gift card များကိုဇွန်လ9ရက်နေ့ကနေ19ရက်နေ့အထိ limited edition အထူးသီးသန့်ဒီဇိုင်းဖြင့်ဝယ်ယူနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူတွေရဲ့မြေတားကိုတင်ပိုက်ထားတဲ့လူထုခေါင်းဆောင်ဒီမိုကရေစီအရာသာကိုတီခင်းကျွေးမွေးခဲ့တဲ့တိုင်းပြည်ရဲ့မိခင်လို့တင်စားပြီးခေါ်ကြတဲ့အမေစုခေါ်ဒေါ်အောင်ဆန်းစုကြည်ရဲ့80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်အဖြစ်ຫນွေဦးတီနဲ့82ဘာမာပူပေါင်းပြီးစု80ဘတ်ဒီကမ်ပိန်းအမေစုမွေးနေ့ NOH gift card များကို ွန်လ9ရက်နေ့ကနေ19ရက်နေ့အထိ limited edition အထူးသီးသန့်ဒီဇိုင်းဖြင့်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းຫນွေဦးထီမှအတိပေးထားပါတယ်။အမှတ်တရဖြစ်စီအင်အားတွေအတွက်ဖြစ်စီမိမိလေးစားတန်ဖိုးထားရသူတွေအတွက်ဖြစ်စီလွတ်မြောက်ရေးလမ်းကြောင်းထဲမှာစိတ်သက်ပြည့်စုံစေမယ့်အပြင်အနာဂတ်အိမ်မက်တွေကိုအငြင်းချမ်းဆုံးဖြည့်ဆည်းပေးမယ့်လက်ဆောင်ကတ်လေးကိုခုပဲရယူလိုက်ပါလို့ဖော်ပြထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းလေးကိုတော့ Radio NUG သတင်းတောက်မင်းစစ်သွေးနဲ့ Car Shield တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။